အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာလဲကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကိုဆက်လက်ဖျားချတင်ဆက်ပေးခြင်းတဲ့အစားအကလေးကတော့ဆရာဖိုးကျော်ရေးသားတဲ့တန်တရာဆုံးမြင့်နေနေအရှားဝတ္ထုများစာအုပ်မှာအပူငွေဝေသည့်နှွေးတို့အမိရတဲ့ယထဝတ္ထုတို့တွေကိုကျွန်တော်ကိုရွှေတာမဆက်လက်ဖျားချတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအပူငွေဝေသည့်နှွေးဟေမန္တစေတာတို့ပါလျားစာပြုနေသောလမ်းမပေါ်တွင်ရွက်ကြွေရဟောင်းများကိုတွေ့စာပြုလာသည် ွေတကားခောက်တံကုန်မူစောင်းလေကပင် ကြားခဲ့ရပြီတနေ့လေတွင်ဂံမူဆောင်ချီလက်ပံပင်ကြီးပေါ်၌ညံစီနေခဲ့သည်နှွေခေါင်းလောင်းများနှောက်ခတ်တံနှင့်အတူအင်းမင်းဥယင်ထဲမှအလိုလိုဟားလာသည်ဒဆန်850ပြေကတူတဲ့ချီထုတ်ရလိုက်သည်တမ်းမြင့်ဝင်းနှင့်လှကြော်ထုံးတို့ပြေးထွက်လာကြသည်ကားပေါ်ကတရားအိမ်များကိုတဲချကြသည် တရားပဲစေဝယ်ခဲ့ရလဲကွာ အေးအေးကန်ထဲမှာရှမ်းတို့စီများကိုဘုံထဲလောင်းထည့်နေတော့တီဟာဆိုးကလှမ့်မိ။ရှက်တကြားနေအစိုးရတကြားစီပြောပြီးအေမီဦးအိတ်ဆောင်ပဲလျှောက်လာခဲ့သည်။တို့အချိန်ပါပဲ။တဲနာရောက်လာတော့လှဲတစည်းကိုလှဲ့ကြည့်မိတာဖြစ်သွား၏။ဖွဲအပြင်းနဲ့လှဲကရက်သွားသည်။လှဲပေါ်တွင်လှဲပေါ်အကြည့်တဝေတွင်ဖွဲကုံရောင်းချင်လို့ပါချင်းဟူသောအတန်တန်တာကပေါ်လာသည်။ရုပ်ကသာတာနာသည်မဟုတ်အတန်ကပါတာသည်။ အပြင်းစင်မှာလဲခါတိုင်ဖွဲရောက်လာကြတော့ပန်ဝန်းကျင်ရွာများမှာမိမသားများနဲ့တခြားသည်အကြည့်တစ်ချက်ဆုံမိကြ၏အေမီဦးရင်နဲ့နှိုးရသွားသည်ဟုတ်ကဲ့ကျေးဇူးပြုပြီးဟိုဖွဲပုံသားလှဲတဲ့စိတ်လောက်ချွေပေးပါလားဗျာရပါတယ်ပြောပြောဆိုဆိုပြီးလဲကဖွဲပုံသားရောက်သွား၏အောင်မြင့်ဟေ့ဒီမှာဖွဲလဲတစီဟေ့စံပွင့်ရောဟုတ်ကဲ့အကိုအောင်မြင့်နေစံပွင့်တို့ဂေါ်ပြားကိုစီနေထွက်လာကြသည် ထိုအချိန်ထိအေမင်ဦးလှဲပေါ်ကမိန်းကလေးကိုငေးကြည့်မိနေတော့သူတို့ဤပါဇွန်စခန်းတွင်နိုးချက်ဖို့လာထောင်ကြသည်မှာတနင်္လေးပါရှိပြီ သူ့ကိုတခါမှမမြင်ဘူးရွာနီးရှုပ်ဆက်မှနွားတို့လာရောက်ကြသောမိန်းမသားများတဲ့တွင်လည်းသူ့ကိုမတွေ့ဘူးဘေရွာကပါလေနှလုံးသားစိတ်ဆုံးမှုကြောင့်ဗဇက်ကရောင်မားထွက်သွားသည် အာနာကြရများဖြစ်သွားပြီလားရိုင်းများရိုင်းသွားပြီလားဟုတော့အတွေးမဆုံးခင် ဟေမဇာကပါဘာဖြစ်လို့လဲဟူရဲရဲတင်းတင်းပင်ပြန်ပြီးသည်ရုတ်တံလှသည်မဟုတ်သူနေသောရွာနာမီမှလည်းလှနေသည်အာလုံးအလှတွေကြီးပါပဲလားဟုတွေးလိုက်မိသည်ဩဘာဆက်လို့ပြောရမှမသိခင်ပါပင်အပြာမိုးချုံမှဆိုလို့ပါဟုအချက်ပြေပြောလိုက်မိသည်သူ့စကားကိုမိမ့်မလာလေးကပြုံး၏ဟိုးရွာလေလက်ညှိုးညွန်ပြရာသို့အကြည့်ရောက်သွားသည် ေမဇာလာဟူသောအမည်နှင့်လိုက်အောင်တော်ရန်ညွညွနှင့်မြူနှင့်မင်းလွင်ပြပြတို့လွင်နေသည် နေညိုသွားပြီဖြစ်သည်ဖြင့်စီးနေသော လွင်ဒီခေါင်တွင် တန်လျက်ရောင်များကိုတော့မမြင်ရတော့ပေ။ဩကျွန်တော်ကဝေးတဲ့ထင်လို့စေတနာနဲ့ပါနော်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဖော်ရွေးရင်မွန်သောအပြောကလေးကပို၍သဘောတွေ့သွား၏။စံပွင့်က ဖွဲလဲဖို့ငွေလှန့်ကန့်ပေးနေသည်ဖြင့်စကားပြတ်သွားသည်။ပြန်လိုက်ပါဦးမရှင်။ဩဟုတ် ဟုတ်ကဲ့လဲကိုအပြင်းပေါင်းထက်သွားသည်အင်းမင်းဥယင်နဲ့မဟာဇဘူးဟာသွား၏လွင်ကျော်ကိုဖြတ်မောင်းသွားသောလဲကိုရက်ငေးကြည့်နေမိသည်မြူမုံနေတွင်လုံးလိပ်ပါသွား၏ယင်းနဲ့လွမ်းကြံရိတ်ခတ်သလိုပါပဲလားဟဲ့ကောင်မင်းပြထားတိုင်စေကောငါမေ့နေမှာဆိုလို့အဝယ်စရင်းကား ဇောနိုင်နင်းကလိုက်လာပြီးမေး၏ဟာအေးဟုတ်သားပဲကွာငါလုံးလုံးမေ့သွားတယ်သူတို့နိုစိမ့်ဝရတွင်နိုစိမ့်စစ်မစေရောနောနှုံမြမပြတိုင်းကြည့်ရတော့ပြထားတိုင်းတခြားကျိုးနေဒီကိုဇောနိုင်လင်းမှာအခုပြောမှတတိရတော့သည်ကျိုးတင်တိမှာတံပိုးရှိတော့တတိသည်နောင်တရသွားပြီဘာမှအကျိုးမရှိတော့ဖြစ်ရမယ်မင်းကမြို့ရောက်ရင်အကုန်မေ့ပဲမကြည်မနဲ့ရေရောကဇောနိုင်ဝင်းနိုးချက်ကံပတ်ထွက်သွားသည် နမီလေးမေးထားလိုက်ရကောင်းတာ။နောင်နာသည်ရင်ထဲကိုတန်တန်တတရောက်လာပြန်သည်။နောက်ကျသွားပြီ။နွားတို့ဘုံနဲ့ပြထားတိုင်ကိုထိုးထည့်လိုက်။လက်ကနာယီကိုကြည့်မိသည်။စီကိုဖား၏နာယီတိုင်ခွက်ပေါ်တွင် ပြစ်ပတ်နေသောလက်တံကလေးစီအကြည်များစွာမရောက်မီ။သူ့မျက်နှာစီ၌သာအကြည်ကဝေဝဲနေသည်။ပဝန်းကျင်၌မူစကားပြောတန်ရေမောတန် တယောက်နဲ့တယောက်ထဲ့ကြငော့ကြပြောင်ကြလှောင်ကြနောက်ကြကြည်စဲကြတန်တို့နှင့်တောတော်ညံနေသည်ရွာစုံပတ်ဝန်းကျင်ကြီးရွာနီးချက်စုပ်ပတ်ဝန်းကျင်များမှာနွားတို့လာရောက်ချိန်သည်ပျော်စရာအကောင်းဆုံးဖြစ်သည်ရောင်းသူဝယ်သူအဖြစ်တဏီနီးပါးဆက်ဆံလာခဲ့ကြရာရောင်းသူဝယ်သူများရောင်းသူဝယ်သူများမှာပြောမနာဆိုမနာတွေဖြစ်နေကြလေပြီထိုအထဲတွင်ဖွဲခွန်လာရောက်၍တခါယခုနွားတို့လာရောက်၍တခါနှစ်ခါသာတွေ့ဝုံမြင်မှုသူကိုအင်းမင်းဦးအကဲခတ်၍ကြည်နေသည် သူကလည်းအေမင်ဦးပြုတ်လုံနေသည်ကိုပကတိမျက်နှာနှင့်ငေးကြည့်နေ၏ပြထားတိုင်ကိုမြှောက်ကန်ကြည့်လိုက်သည်ဒီဂရီ30မှာပြနေသည်သို့တော့စိတ်မချရသေးသဖြင့်နွားတို့ကိုရှာပေါ်တင်ကြည့်ရသည်နွားတို့ရောင်းသူများသည်ပြထားဒီဂရီတက်ရန် ကောက်ရိုးရင်နှင့်ရောသည်ထိုင်းရင်ချုံနှင့်ရောသည် ရွှဲပြစ်သည့်ကော်မုံဂျုံမုံအောင်ကန်စီနှင့်ရောတတ်သည်ထို့ကြောင့်နွားတို့စစ်စစ်ရရန်ပြထားတိုင်ကိုကြည့်အားကိုးရမြား ရှာနေတို့ကြီးမိဆန်ကြီးရသည်နွားတို့အစစ်မစစ်ကိုရှာကတည်သည်တနေ့ကရှိနေပြီဖြစ်တဲ့ပြင်အေးမင်းဦးရှာကတည်နေပြီဘာနွားမွေးလဲမဆိုင်တော့လဲစကားစာချာ၍အေးမင်းဦးကမေးသည်ဘယ်နေရှာမှာဘာဖြစ်လို့လဲရုတ်တရက်ပြန်အမေးခံရတဲ့ပြင်ဘာဆက်၍ပြောအမှန်မသိဖြစ်သွားသည်နွားတို့မစစ်လို့လားစစ်ပါတယ်ဟိုအဲဒါဖြင့်ဟော အရင်ကတခါမှမတွေ့ဘူးလို့ပါကျမဒဟတန်းရွာမှာကြောင်းသွားပြနေလို့ပါအခုကြောင်းပိတ်လို့ရွာပြန်လာတာဩကြောင်းဆရာမကိုဘေးနေချန်နေကတနေ့ဘလောက်ထွက်လဲဆရာမကျမတို့အိမ်ကအစမ်းမွေးကြည်တာပါတသားကြမတန်းဆိုတော့ငါးပိတ်တာတော့မပြည့်ပါဘူးနွားကလေးတွေလည်းခြံထားရသေးတယ်လीဟုတ်ကဲ့ဘယ်နှကောင် အမလေးဒီတယောက်ကလည်းစစ်လို့စေးလို့ကိုမပြီးဘူးလားနင်ကလည်းနွားမွေးအောင်လို့လားဟဲ့ကဲကဲကဲငင်းရီပြန်မယ်ပြန်မယ်ပြန်ကြမယ်အေးမင်းဦးနေမျက်နှာတမ်းမိနေတော့မိမကြီးတူအနားရောက်လာပြီပြော၏ဆရာမဆရာမဆိုသူငင်းဆိုသူကမတ်တက်ထရသည်နွားတို့ရောင်ပြီးပြန်ကြသူများတဲ့ရောပါသွား၏နှုတ်တော်မဆက်ခရရပါလားငင်းရီဟူရင်ထဲကရေရွတ်မိလိုက်ပြီရေရွတ်မိလိုက်ပြန်သည် ပါလျာသွားသောနွားတို့ရောင်သူများနှင့်အတူစောင်းနှောင်းနနက်စေသားများသည်လည်းလွင့်ပြဲသွားသည်နိုးဘုံနာပောင်းဝန်းကျင်မှာရှောက်ကက်ကက်တိတ်ဆိတ်၍ကြံ့ရင်ခဲ့လေသည်လွမ်းเสียပါပဲလားနော်ဟုအင်းမင်းဦးရင်ထဲမြည်တမ်းနေမိသည်မင်းဟာငိမ့်မဟုတ်ဘူးညိညိညိပါ ကိုအသက်နှလုံးမှာမင်းလာညိနေပါပြီဟေးတငယ်ချင်း ော်ဗျာဘသူတဲ့လို့လက်စတတ်တော့တလိษံကိုကမင်းအဖအင်းမင်းဦးနေတလိษံဆရာဝန်ဖေတန်းမြင့်တို့မှာတငယ်ချင်းများဖြစ်ကြသည်ထို့ကြောင့်လဲတွေ့တွင်ချင်းမြင်မြင်ချင်းဖေတန်းမောင်ကိုအင်းမင်းဦးကတလိษံကိုနောက်ဤတငယ်ချင်းဘဲကလှဲ့လာတဲ့ကွာဟေးမဆယ်လာဘတ်မှာငါအမျိုးတွေနွားတွေခွာနာခြာနာကြနေလို့တွားကူပေးနေတာတငယ်ချင်းမင်းမျိုးမဆွေမန်းတော့တော်တော်တိတက်တဲ့ကောင်ပဲ အေးငါမျိုးမဆွေမတိတတ်တာတငယ်ချင်းတို့အတွက်ပါကွာဟာတိတ်ဟုတ်တာပေါ့တငယ်ချင်းဟာနွားတွေခွာနာချာနာပြည့်မှယောဂဗျာတွေမပြည့်မှတို့တို့ဒီချက်လုပ်ငန်းကအောင်မြင်မှာမဟုတ်လားဒါပေါ့မင်းတို့အောင်တကွန်တို့ချက်လုပ်ငန်းအောင်မြင်နေတာလဲငါကြောင့်ပဲမဟုတ်လားဒီနေ့တဝိုက်ကနွားတွေငါဆေးကုပေးအာအေးပါကွာကိုယ်တငယ်ချင်းကိုကျေးဇူးတင်ပါတယ်ထမင်းစားပြီးမှအေးအေးဆေးဆေးပြန်ကွာ လေပင်ဖက်ရင်အေးမင်းဥကပြောလိုက်ဤဘာကွာငါလည်းမင်းတို့လုပ်ငန်းကိုတခါမှမရောက်ဖြစ်တော့ဟုအေးအေးဆေးဆေးလေ့လာခြင်းတို့တမင်ဝင်လာတာဝမ်းသာလိုက်တာတငယ်ချင်းရာကဲလာလာလာအေးမင်းဥကဖေးသားမောင်ကိုရှန့်တို့ကံပတ်လက်ဆွဲရေးခေါ်လာသည်တီဟာဆိုတော့သူ့အမေနေမကောင်းတော့မြို့ခဏပြန်သွားတယ်ကွာဟိုကောင်ဇွန်တိုင်းလင်းကလည်းငှက်ပြစ်ထွက်သွားတယ်သူပြန်လာရင်ယုံနေပါလေတခါတခါပါလာတတ်တယ်မင်းယုံသားစားရတာပေါ့ ရက်ဆက်လာချင်တာတငယ်ချင်းဟာကိုအမျိုးတွေအတာကိုပြန်စားရမယ်ဆိုတာငါဘယ်လိုလုပ်မြို့ကြပါမလဲမင်းကတော့လေဖေးတမ်းမှာပြန်နောက်ဒီကိုအင်းမင်းဦးကလက်တီးနဲ့ကြောကုန်းကိုကြည်တယ်ထိုးသည်ဟာတို့မြန်မာပြည်သူပြည်သားတွေကတော့ဒုက္ခပဲဖေးတမ်းမောင်ကနှုတ်ရည်တွေပြစ်ထနေသောချက်ကံကိုတစိမ့်စိမ့်ကြည့်ပြီးပြောလိုက်သည် နှုတ်ချက်ကံအလုံးမှာနိုင်ငံခြားရေရှိုးကံအဟောင်းတွေကြီးဖြစ်ရာဤဒီကိုဖေတန်းမောင်ကခတ်တီတီပြောနောက်တဲ့ပြင်အင်းမင်းဦးကဘိုက်ကိုလက်သေးနဲ့မနာအောင်ထိုးလိုက်ပြန်သည်ဤဒီကိုတရားကြီးချွတ်နေသောကြော်လာထုံးကလည်းသဘောကျ၍ရည်သည်ဒီရေစိန်ချိုးတဲ့ကန္တကမှာမင်းနွားတို့ဘဏ္ဍပိတ်တာချက်လဲပိတ်တာ20กว่าတရားရကောတရား9ပိတ်တာဟုတ်ပြီချက်ပြီးဘလို့ထားတယ်လဲ ရှပိသာနို့စီတဲ့ဘုံတွေဘလိုတွေတန့်စင်ဆေးကြောရတယ်ဆိုတာပြမယ်။မင်းတလိษံတကောင်အမြင်နဲ့ကြည့်ပေးပါဦး။အင်းမင်းဦးကဖေးသားမောင်ကိုအေးကံပတ်ဆွဲခေါ်လာခဲ့သည်။အဲ့ဒီနို့ပိဒါ20နဲ့တရား9ပိဒါချက်တော့မင်းတို့ရှက်နို့စီဘလောက်ရလဲ။အဲ10ပိဒါ90ရတယ်ကွာ။မင်းတို့နွားနို့တပိဒါကောဘယ်ဈေးဝင်ရလဲ။ဘာလဲမင်းကနွားမင်းနွားမွေးပြီးတို့စီနွားနို့ရောင်းအောင်မလို့လား။အေး ရောင်းပေါ့ကွာကောင်းတာပေါ့မင်းတို့ဆိုလို့ရှိရင်တပိတ်တာတစ်ဆက်ချစ်ချက်ပေးမယ်ကွာမင်းတို့ရောင်းတော့ကောဘာကိုရောင်းရမလဲကွာငါတို့ကချက်နှုတ်စီလေးကွာဩတပိတ်တာ60 80ပေါ့ကွာလက်လီစေးပြောတာမဟုတ်ဘူးနော်တကန်ဆိုရင်တော့90 60မြတ်တာပေါ့ဘလို့နွားတွေမွေးရင်ကောင်းမလဲကွာမင်းအဖတီမွေးကူကငါ့အပြီလာမေးနေတယ်ပောက်ခက်ရတယ်ကွာ တီမွေးကုဆိုတော့ကိုကုယုံနဲ့မလုံလောက်လို့မွေးများမွေးမလားလောက်ပေါ့ကွာဆရာမမနေ့ကမလာဘူးနော်သူမျောနေမှန်းသိအောင်အင်းမင်းဥကတမေမေးငိမ့်ကကောင်းငိမ့်ပြလေသည်ဘာဖြစ်လို့လဲဆရာမကျမမအားလို့သူများနဲ့ထက်ပြလိုက်ရတယ်ဩကျွန်တော်ကနေများမကောင်းဘူးလားလို့စိုးရိမ်နေတာ ရှက်ရှက်နေစကားမရှိစကားချပြောနေသောအင်းမင်းဦးဤစကားကငိမ့်ကိုပြုံးစေသည်ကောင်းပါတဲ့ဟုရဲကြဲကြဲနှင့်ပြန်ပြောလေသည်ဆရာမကြောင်းသွားပြတဲ့ရွာကတဟကုန်းဆိုတော့လက်ပံနဲ့တအားနီးတာပေါ့နော်ဟုတ်ကဲ့နီးပါလေဘာဖြစ်လို့လဲဟင်လက်ပံတော့မှကျွန်တော်တငယ်ချင်းတယောက်ကြောင်းစရာလုံနေလို့ပါဟုတ်လားဟုတ်ကဲ့လက်ပံတော့ကဆရာတွေအားလုံးနဲ့ကျမခင်ပါလေဘာများမှာကျင်လို့လဲရှင် မာဇရာအထွေထူးမရှိပါဘူးဆရာမကျုံလို့မေးကြည့်တာပါဆရာနံမီကကျွန်တော်နံမီလားဟာမဟုတ်ပါဘူးလက်ပံတော့ကဆရာနံမီကို မေးနေတာနှစ်ယောက်သားပြိုင်သူအတန်ထွက်၍ရေလိုက်ကြသည်ကျွန်တော်ကကျွန်တော်နံမီမေးတယ်ထင်လို့ဆရာနံမီကျမကဘာလို့မေးရမှာလဲဟူရိုင်းပြပြမပြောပဲငိမ့်ကပြုံးယုံတာပြုံးနေသည်ကျွန်တော်နံမီကအေးမင်းဥပါဆရာမဟုတ်ကဲ့ကျမနံမီကခင်ငိမ့်အေးပါဟုတ်ကဲ့တိရတာဝမ်းတာပါ ဟေ့ကောင်မနေ့ကတရားချင်းရှိတာဘသူတွေလဲအေးမေဦးဆရာမတော်ညဆရာမခင်ကြီးအင်းနေစကားအပေးယူဖြောင်းနေတဲ့ဖြင့်ပျော်မြူးနေတော့အေးမေဦးမဇွန်နိုင်လင်းဤငှဆိုးထိုးတန်ကြောင့်တိတ်ဆိတ်ငြိမ်ပါသည်တခုခုအမှားယွင်းဖြစ်တော့မိဟုဆိုရင်မိသွားသည်ဇွန်နိုင်လင်းမှာအောင်တကွန်ဤဦးစည်းဦးဆောင်ဖြစ်တဲ့ဖြင့်အမှားလုံးဝလက်ခံသူမဟုတ်ထို့ကြောင့်ဆရာမခင်ကြီးအင်းနေစကားပြောနေရမှာဇွန်နိုင်လင်းမျက်နှာကိုလှမ်းကြည့်မိသည် ဘယ်အချိန်ကသူတို့အနာရောက်လာလိမ့်မယ်မသိတော့ဆိုနိုင်လင်းကသူ့ကိုခါထောက်ယူကြည့်နေသည်ဘာဖြစ်လို့လဲတကယ်ချင်းအမှတ်သုံးဖို့ကချက်နှုတ်စီတွေမင်းကြည့်ပြီးပြလားအင်းမင်းဦးကခေါင်းခါပြလိုက်သည်မင်းလာကြည့်အောင်နှိုးစီတွေဝါကြမ်းကြမ်းဖြစ်နေလို့နှိုးစီချက်ရတွင်ပထမတရားကိုကြီးချွရသည် အမှိုက်တလိုက်မပါအောင်တန့်စင်ရသည်တရားကိုနှုတ်တီချက်မိကန်နဲ့ထည့်၍ရေတဝက်နှင့်ရောစိန်ကမိအေးအေးနှင့်အပူပေးထားရသည် မိချိန်ရလာတော့အခါတကြားနဲ့ရေကိုတမတော့အောင်ရောင်းမဖြစ်မှုပေးရသည်ထို့နောက်တကြားနဲ့ပါလာတော့အမှိုင်အမုံများနှင့်ကြံရေးပံများကိုစိတ်ယူရသည်ဤဒီမှာတကြားအရေကြီးရလာသည့်အထိချက်ယူရသည်ယခုဇွန်တိုင်းလင်းကရှန့်တို့သည်ဝါကျဉ်ကျဖြစ်နေသည်ဟုပြောနေခြင်းပါတကြားရှိမစင်၍ဖြစ်လေသည်မနေ့ကတကြားချွတ်တာဘသူလေးတဲ့ကွဇွန်တိုင်းလင်း၏အတန်မာနေသည်အေးကွငါလည်းအမှတ်တမှတ်ပဲတီဟာဆိုးတို့ကိုမေ့ကြည့်နိုင်အောင်မယ် မင်းကလည်းဘာမှမသေးချဘူးငါတနေ့မရှိတာနဲ့ကိုယိုကာရကိုဖြစ်တော့တာပဲမင်းကြီးကြပ်ဖို့ငါမှငါမှခဲ့တာလေဒီအတိုင်းဆိုတကံလုံးပြည့်ရမှာပဲအေးမင်းဦးကခင်ကြီးအေးအေးမျက်နှာကိုတချက်လှည့်ကြည့်လိုက်သည်노ဘုံကိုဆွဲပြီးခင်ကြီးအေးအထမှာသူ့ရင်ထဲဆွေးရွာသည်ဒီကောက်နဲ့အေးတဲ့ဟုဇွန်နိုင်လင်းကိုမကြည့်မနှံသို့တော်မြည်တော့မြတ်မတန်းနိုင်ဇွန်နိုင်လင်းလောက်ထလိုက်လာ၏ ခင်အင်းကြီးမျက်နှာကိုတော့လှဲ့လှဲ့ကြည့်နေသေးတယ်ခင်ကြီးအင်းနေသူအင်းနေအီများယင်းဒီစကားပြောလိုက်ရသည်ကိုကျင်နှံ့မိသည်နောက်နေ့နောက်နေ့တည်းဆိုပုံရင်ယင်းဒီအောင်စကားဖောင်ခွင့်နိုင်ပြီဤအတွင်းနှင့်ဇွန်နိုင်လင်းတော်လိုက်လာသည် အပျော်ကလေးနှင့်လေကလေးပင်ရှင်ပါလာသည်ဤဒီကိုဇွန်နိုင်လင်းကအရင်မရှိအဖျားမရှိမတည်ပဲနှင့်ဘာလဲကွာဟုဩလိုက်သည် နိုးတကံစံချိန်မမီသည့်နှင့်ဇွန်တိုင်းလင်းဟောက်တီကိုဤနေ့အင်းမင်းဦးစိတ်မဆိုးမီခင်အင်းကြီးနှင့်ပတ်သက်သောမျှော်လင့်ချက်ကြောင့်ပို၍ပင်ပြောလာသည်လမ်းတစ်လျှောက်တွင်ဂိမန္နာဤအေးဆက်စေးကွက်များကဆုံထင်းနေသည်ရှမ်းတို့သည်ဘုံကုန်ဘုံလို့တည်တင်လာသောအင်းမင်းဦးဤကားကဘုဒ္ဓကလေးနာရောက်လာသည်ဘုဒ္ဓနာပတ်ဝန်းကျင်တွင်ကြံတောင်သူတို့ဤကျွဲလဲများနှင့်ပြည့်ကျန်နေသည်အုတ်ကြွမိုးထားသောခေဟောင်းဘုဒ္ဓယုံကလေးဤအမိုးနိနီဘော်တွင်ကိုကိုရွှေရှောက်များကဒုတန်နေသည် လေုံစည်းက ပြန်ဝဲကြဲကြလာတော့ရော့ဝါကျွင်များကလည်းပလူပြန်နေကြ၏ကြံအပြစ်တင်ထားသောကျွဲလဲများပိတ်နေသည်ဖြင့်အေမင်းဦးကကားကိုလဲစိတ်ဘက်ကိုလိုက်ပြီးဘယ်လိုမှ မျှော်လင့်မထားသောခင်းကြီးအေးကိုလဲစိတ်နာကကိုကိုပင်အောင်မှမတ်တက်ရက်၍တွေ့နေရသည်ဝမ်းသာအာရနှင့်ကားကိုလဲစိတ်နာကထိုးရက်လိုက်သည် ရုတ်တရက်ဖြစ်သည်ဖြင့်ခင်းကြီးအေးပင်လန့်သွား၏ဘယ်သွားမှလဲဆရာမကားချင်းမှာခေါင်းပြူပြီးခင်းကြီးအေးကိုလှမ်းမိလိုက်သည် ဩဘယ်မှမသွားပါဘူးရှင်တပုတ်ဝင်ဘက်ကပြန်လာတာရွာကိုလဲကြုံရမလားလို့ဒီမှာခဏစောင့်နေတာပါကျွန်တော်ကလည်းလိုက်ခဲ့ပါလားဆရာမလမ်းကြုံတာပဲခင်အင်းငိန်ရှီတုံချတုံဖြစ်နေစဉ်အင်းမင်းဦးရင်ခုန်နေသည်လိုက်ခဲ့ပါဆရာမเออအားနာဆရာမလိုပါဘူးကားပေါ်ကဆင်းလာပြီပြော၏ရွာစွန်ကနှိုးချဖို့တဲ့အထိရောက်မထင်နဲ့နော်ရပါလေကျွန်တော်ကဟေမဝါလက်စိတ်ထီလိုက်ပို့ပေးပါပါ အာနာဇာကြီးရှင် နေပါစေအာအာနာဇာမလိုပါဘူးဆရာမရေရင်းနေပြီးသားလူတွေပဲလာတက်ပါဆရာမနဲ့ကျွန်တော်တို့ကအကျိုးတူစည်းဝါပဲပါနှုတ်ချက်သူနဲ့နှုတ်ရောင်းသူဆိုတာတစည်းဝါတဲ့လို့ပြောရင်လည်းရပါတယ်လာပါလာဆရာရှင်ကားကောင်းဘက်ကပြည့်တက်ပြီးကားရကားဖွင့်ပေးလိုက်ပြီခင်အင်းငယ်ရင်းရင်ကလေးလျှောက်သွားပြီးကားပေါ်တက်လာသည် ခင်အင်းငယ်အမူမှာဘလို့နေမှန်းမသိတော့လဲ အေလူဦးရင်ထဲမှာတော့ကားအင်ဂျင်ဆက်နှင့်အပြိုင်ခုံပေါက်နေသည်ကားဆောင်သောအခါဘေးချင်းပခုံးချင်းတိုက်မိကြသည် ခင်အင်းငင်းကိုအာနာတက်ပြင်းစကားမရှိစကားချာပြောရသည်တစ်ပုတ်ပင်ဘာသာလောက်တာလဲဆရာမအကြောင်းကိစ္စလားမဟုတ်ပါဘူးရှင်ဆွေမျိုးတယောက်နေမကောင်းလို့တရင်သွားမိတာပါဩဟုတ်ကဲ့အခုဘလို့နေသေးလဲတက်တာပါလေလမ်းကျန်းတက်ပြင်းဘေးချင်းတစ်ချက်ထိမိသွားကြပြန်သည် ်အင်းမင်းဦးပို့ရရင်ခုံသွားသည်တစ်ပုတ်ဝင်ပတ်နဲ့စာရင်ဒီပတ်လန်းကနည်းနည်းပို့ပြီးတော့ကျန်းတယ်နော်ဆရာမဟုတ်ကဲ့ကွင်းကောက်တကွင်းကောက်တထားကြော်လာသည်အင်းမင်းဦးရင်ထဲမှာပို့ရရင်အခုံမြန်းလာသည်ခင်အင်းကြီးဆိုတော့ဆရာမနဲ့ပတ်သက်၍သူနောင်တရခဲ့သည်များကိုတတိယသည်ဤနေ့သည်သူ့အတွက်ကံကောင်းသောနေ့ပင်ဖြစ်လေသည်ခင်အင်းငိမ့်ကိုသူမြင်မြင်ချင်းတွေ့တွေ့ချင်းရှင့်မိကြောင်းဘဲကနေဘလို့အစပြောရလျင်ကောင်းမည်နီးဟုကာမောင်ရင်စဉ်းစားလာသည် သူရှေစကားပြောလိုက်လည်းရင်ရှက်ရှင်ကားရခိုင်းပြီးဆင်းသွားမည်ကိုလည်းဆိုရင်မိတယ်။ခင်အင်းငိမ့်ကိုကြည့်ရသည်မှာမာနာလည်းရှိပုံရသည်။ဆရာမတဟကုန်းဘတ်မှာကြောင်းသွားပြတော့နည်းနည်းဝေးတယ်နော်။ဟုတ်ကဲ့။ဟိမဇာလာမှာလည်းကြောင်းချီတာပဲဆရာမရဲ့ကိုရွာကိုပြောင်းလို့မရဘူးလား။ကျမကအလဲတန်းပြမှုပါကျမတို့ရွာမှာကမူလာတန်းကြောင်းရတာတော့၃နှစ်ပဲရှိပါသေးတယ်။ဩဟုတ်ကဲ့ ဲတဟကုံးဆိုတော့နည်းနည်းဝေးတယ်နော်တဟကုံးမှာကျမဆွေမျိုးတွေကဟိမဇာမဟိမဇာမလာထက်တောင်များသေးတယ်တရွာလုံးအဖြစ်အမျိုးတွေကြီးပဲအဖိုးအရင်အဖွားအရင်နေတောင်ရှိပါသေးတယ်တဟကုံးကကျမတို့ငငယ်ငငယ်ကနေခဲ့တဲ့ရွာပါသူ့စကားမဆုံးဘူးပေါပဖောက်တလို့တက်တက်လက်လက်ပြောလိုက်တော့ခင်ချင်းအင်းစကားကြောင့်ပဲအင်းမင်းဥမှာတပြင်းရှိတစ်ချက်ကိုမတိမတာခိုးရှာမိလိုက်ပြီ ခင်အင်းကြီးနဲ့ပတ်သက်၍တွေ့ဆကသူပြောမိသောစိုးရင်လိုပါဆိုသောစကားကိုခင်အင်းကြီးကယခုတခါထပ်ပြောမိကိုဆို၍ပြောလိုက်ခြင်းလီလားဟုဝန်းနေသွားသည်ခင်အင်းကြီးနဲ့ပတ်သက်၍သူဘာမှစိုးရင်စရာမလိုဘူးဟုသောနမိတ်ပြစကားလီလားဝန်းနေအငယ်စိတ်အတွေ့တို့သည်ယင်နေအလိုလိုပြည်လာနေသည်သူခင်အင်းကြီးကိုဘလောက်ချေကြောင်းသူဘလောက်ကျွမ်းဝင်နေကြောင်းပြောချင်နေမိသည်ခင်အင်းကြီးကိုမတိမတာအကဲခတ်ကြည့်သည် ခင်အင်းကြီးဟာအမူအရာမှာတည်တည်ငြိမ်ငြိမ်ဖြစ်တာခြေကိုငေး၍သာလိုက်ပါလာသည်သူနှင့်ပတ်သက်၍ခင်အင်းကြီးတစုံတရာမေးချင်သည့်အခါအထူးသဖြင့်သူတို့မိသားစုအကြောင်းသို့မဟုတ်လက်ရှိသူတို့တငယ်ချင်းတွေစုပေါင်းပြီးရွာစွန်တွင်နှုတ်စီချက်ဖို့လာတဲ့နေ့ကြောင့်အကျိုးအမြတ်လုပ်ငန်းတပါပါစသည်တို့ကိုသူချင်းပြခြင်းနေသည် ခင်အင်းကြီးကယခုဘာမှမမေ့တော့အခါသူကစကားမရှိ စကားချာရပြန်သည်ဆရာမတို့ကမိသားစုများလားဆရာမတို့ ရှင်ဘာဖြစ်လို့လဲဩဘာကြောင့်ရမဟုတ်ပါဘူးဆရာမရင်းနှီးတဲ့အနေနဲ့မေးကြည့်ရပါမများပါဘူးရှင်ညီကောင်မတို့မှ၃ယောက်ထဲပါဟုတ်ကဲ့ကိုအင်းအင်းမင်းဦးတို့မှာကောညီကောင်မတို့မှဘယ်နှယောက်ရှိလဲဟုမေးစေခြင်းသည်ခင်အင်းကြီးကလုံးဝနှုတ်မှာလောကကိုပင်မစိုးရှေ့ကိုသာငေး၍ကြည်နေသည်အဲဆရာမတခုခုကြောင့်များစိတ်အနှောက်အယှက်ဖြစ်နေလာလားလို့အဲမဖြစ်ပါဘူးရှင်ဘာဖြစ်လို့လဲ အင်းမင်းဦးမှာဘာပြန်ပြောရမှန်းပင်မသိဖြစ်သွားပြန်သည်ခင်အင်းကြီးနှင့်ပတ်သက်၍အင်းမင်းဦးအထူးတတိထားမိလာသည်ဘာဖြစ်လို့လဲဟူသောပြန်လည်မေးခွန်းမေးတတ်ခြင်းပင်ဟင်းဆိုပြီးအင်းမင်းဦးကိုတစ်ချက်လှည့်ကြည့်မှန်းသိလိုက်သည်စကားပြန်ပြောရန်အပြေချာမရတဲ့ဖြင့်အင်းမင်းဦးမသိစင်အောင်ဆောင်းနေလိုက်သည်ခင်အင်းကြီးဆက်မမေးတော့တိတ်တိတ်ကလေးလိုက်ပါလာသည်ဟေမဝါဒီဆိုတော်ပါပြီရှင်ကျေးဇူးတင်ပါတယ် ခဏနှုတ်စိတ်နှုတ်ပိတ်သွားကြစဉ်ဟေမဝါလက်စိတ်တို့ရောက်လာတဲ့ဖြင့်ခင်အင်းငိမ့်ကပြောလိုက်သည်ရပါတယ်ဆရာမမထူးပါဘူးကျွန်တော်ရွာထိလိုက်ပို့ပေးပါမယ်မဟုတ်တာချင်းအားနာပါတယ်တော်ပါဒီကပဲဆင်းပြရစေခင်အင်းငိမ့်ပါဆင်းပြီတကယ်ကလုံနေတဲ့ဖြင့်ဟေမဝါလက်စိတ်အလွန်ပါပင်ကားကိုရက်ပေးလိုက်ရသည်လာလေပါအောင်ရွာဘက်ရောက်ရင်ဝင်ပါအောင်ဟုလောကုစကားမပြောသည်ကိုလည်းဝမ်းနေရပြန်သည်ဟေမဝါလက်စိတ်မှာတော့သူ့အတီကြီး ကားပေါ်ကဆင်းလိုက်သည်နှင့်ဘဲကလာလေဘဲကပြန်လဲဘာသွားလို့တာလဲစသည်ဖြင့်နှုတ်ဆက်စကားတွေကိုညဉ့်ညံစီစီချင်းပြောနေကြသည်အေမင်းဦးရက်ကျင်နေသည်လဲကြုံတစည်းပေါ်တက်၏ကိုအေမင်းဦးကျမသွားမယ်နော်သူ့နံမီကိုသာအထက်မပြောလည်ရင် သူ့ကိုနှုတ်ဆက်သည်ဟုပင်ထင်ကြမှာရှိတည်ငြိမ်လိုက်သည့်ဆရာမအော်ဟုတ်ဟုတ်ကဲ့ဆရာမရွာရောက်ရင်လည်းဝင်ခဲ့အောင်နော်ကိုအေးမင်းဦး ခင်အင်းငိမ့်တို့အိမ်တို့မေးလို့ရှိရင်ဘယ်သူမေးမေးရပါလဲဟုတ်ကဲ့ဟုတ်ကဲ့ဆရာမဟုတ်ပြောကအင်းမင်းဦးအန်ဩစွာငေးကြည့်နေသည်ကျေးဇူးတင်ပါတယ်နော်လက်ကြည့်၍ပြောသွားသောစကားအင်းမင်းဦးအနေမှာကျောင်းဝင်ပြစ်လောက်အောင်ဝမ်းသာသွားသည်နှစ်ယောက်တည်းရှိတုံးသူ့ကိုစကားဟဟမပြောခြင်းပါအခွင့်အရေးယူပြီးရှေ့စကားအပြောခံရမှာဆိုရဖြစ်သည်တော်လိုက်တဲ့ဆရာမ ဟုစိတ်ထဲကကြိတ်၍ရှိယူလိုက်မိသည်။သို့တော့ဤတစ်ခါလည်းသူပြောရမည့်စကားကိုမပြောလိုက်ရဗျာ။တတိနေသောသူ့အတွေ့နောင်တနှင့်သာကြံနေခဲ့ရလေသည်။စခန်းရှိတွင် ကားရက်တန်းကြားရသည်။နှုတ်ချက်ကန္နာကအင်းမင်းဦးလှန့်ကြည့်၏။ခေါင်းထဲတွင်ဇွန်နိုင်လင်းနှင့်ဖေတန်းမောင်တို့ကိုမြင်ရသည်။မောင်မြင့်နှင့်စံပွင့်တို့ကတဲတဲကပြေးထွက်လာကြသည်။ကားပေါ်တွင်ပါလာသောဘုံခွန်ဘုံလွတ်တွေကိုတည့်ချလာကြသည်။မင်းတို့ဘယ်ကတွေ့လာကြတာလဲကွ။ ကားပေါ်ကဆင်းမလာကြသေးသောဇွန်လိုင်းနေ့နေ့ဖေတန်းမောင်တို့အနာအင်းမင်းဦးချောက်လာသည် မြို့ကလိုက်လာတာတငယ်ချင်းဖေတန်းမောင်အဖေကိုဇွန်လိုင်းလင်းကပါဖြစ်ဆွဲပြော၏ဒီတလိမ့်ဆန်ကောင်ကဟိမဇာလာမှာသူ့ကောင်မလေးရှိတယ်လိုက်ကြည့်ကြပါဆိုပြီးတက်လိုက်လာတာကွဖေတန်းမောင်ကအင်းမင်းဦးလက်ကိုဖမ်းဆွဲခေါ်သည်မင်းကောင်မလေးကဘာမှလဲကားပေါ်လှန့်တန်ရင်ပြေးလိုက်သည် ဖေတန်းမောင်ကမဖြစ်ပြုံးစီစီလုံနေသည် ဇွန်နိုင်လင်းကသာဖေတမ်းမောင်အစားသူတိတမြဖောက်တယ်ရှာတယ်။ဟေးမစားလာမတဲ့။ကျောင်းဆရာမလို့ပြောတာပဲ။နာမည်ကဘသူဖေမောင်တန်း။အာမင်းကလည်းတလန်းလုံးပြောလာတာတော့မမှတ်မိဘူးလားခင်အင်းငိမ့်ပါဆိုဟင်ခင်အင်းငိမ့်ဟုတ်တယ်လေကွာမင်းသိလို့လားအင်းမင်းဦးနှုတ်ဆက်သွားသည်စကံမေးပင်မရတော့ခင်အင်းငိမ့်အစား ခင်အင်းငိမ့်အားဟေမဝါစိတ်ကန်းတို့ပို့လိုက်သောနေ့ကိုတတိယသွားသည်ကားဆက်တန်နှင့်အတူလွင်ဒီခေါင်မှာအပူငွေ့တန်လျက်များသူ့ရင်ကိုလာ၍ရိုက်ခတ်သွားသည်ပူငွေ့ဝေတဲ့နှွေပါလားဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအရှင်တစ်ခုပြေးပြီးဝင်ရအောင်အားဖြစ်ပြေးခဲ့ကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မတော်မတဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်မတွေခက်ခဲလာတဲ့နေ့ရက်တွေတိုင်းကိုအတင်းရင်အတူတူရင်ဆိုင်ဖြတ်တန်းကြမယ်နော် ျွန်တော်တို့ရဲ့ယူကမောင်တော်မများအားလုံးဘေးကင်းကြပါကြပါစေခင်ဗျာ။